ုတ်ကဲ့အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါရယ်အခုတင်ဆက်ပေးမှာကတော့ကြောက်စရာအကောင်းဆုံးတရေ၃မျိုးအကြောင်းပဲဖြစ်ပါတယ်အတစ်တင်နိုင်ပြရဖို့ channel လေးကို like and subscribe လေးလုပ်ပေးခဲ့ကြပါအောင်ဗျာ number 1ကဏီတရေမြမတနာရီနဲ့အယူသီးမှုများတွင် ဂန္ဒီတရေဂန္ဒီဂေါစ်တီထူဆန်းသောတရေဝိညာဉ်တစ်မျိုးဖြစ် ရှင်တန်နေစေဖြစ်သည်ဤတရေသည်အထူးသဖြင့်ကြီးလက်ဒေတာများတွင် လူပြောများပြီးခလေးများကို၆လန့်ရန်အသုံးပြုလေးရှိသောအကြောင်းအရာတစ်ခုလည်းဖြစ်သည်ဂန္ဒီတရေဤမူလစင်မြစ်ကတော့ဂန္ဒီဆိုသည့်အခေါ်ဝေါ်သည်မြမကြီးလက်ဒေတာများတွင်အိုမင်းသောအမျိုးသမီးတရေတို့နတ်ဆိုးတစ်မျိုးကိုရည်ညွှန်းသည့်အချို့ဒေတာများတွင်ဤတရေကိုဂန္ဒီတို့မဟုတ်ဂန္ဒီအမေဟုလည်းခေါ်ကြသည် ဒဏ္ဍာရီအရဂန္ဒီတရေဖြစ်ပေါ်လာပုံမှာအိန္ဒိချင်းနိုင်ငံများဖြစ်သောထိုင်းလာအိုတို့တွင် ဖီပေါ့ဖေဖာဟုခေါ်သောအိုမင်းသည့်အမျိုးသမီးတရေနှင့်ဆင်တူသည်အချို့အဆိုအရဂန္ဒီသည်တာသမီများကိုမကောင်းသောနှီးဖြင့်တက်ဖြတ်ခဲ့သည့်အမျိုးသမီးတဦး၏ဝိညာဉ်ဖြစ်ပြီးတည်ဆုံးပြီးနောက်တရေဖြစ်ကြံရင်ခဲ့သည်ဟုဆိုကြသည်အချာရှင်ပြချက်တစ်ခုမှာဒေသူမ၏သားသမီးများကိုပြန်လည်ရှာဖွေရန်မြေကြီးပေါ်တွင်လှည့်လည်နေသောမိခင်၏ဝိညာဉ်ဖြစ်သည်ဟုယုံကြည်ကြသည် ဒန်နီတရေ၏လက္ခဏာများတစ်အတွင်ပြင်းအဖြူရောင်တို့မိခိုးရောင်အင်ဂျီရှိဝစ်စင်ထားသော အိုမင်းမျိုးသမီးမျက်လုံးများသည်အနက်ရောင်နဲ့နေပြီးတို့မျက်စံပြောင်နေတတ်သည်စပင်များမှရှည်လျား၍ဖျူဖျဲဖြစ်နေတတ်သည် နှစ်အဖြူမူညအချိန်တွင်လမ်းလျှောက်လေးရှိပြီးကလေးများကိုလိုက်ဖမ်းသည်ဟု ယူဆကြသည်တခါတရံအိမ်များ၏ပြတင်းပေါက်များတွင်ပုံရိပ်ပေါ်ကကြောက်စရာမျက်နှာဖြင့်စိုက်ကြည့်နေတတ်သည် သူမ၏အတန်မှာတုံခါပြီးအတန်ဖြစ်သည်သုံးအန်ရဲ့အနေနဲ့ကတော့ကလေးများကိုဖမ်းယူ၍ပြက်ကွယ်သွားစေနိုင်သည်ဟုအယူရှိကြသည် သူမ၏ကြောက်မက်ဖွယ်အကြည့်များကိုမတော်တဆမြင်မိပါကဖျားနာခြင်းတို့ဆိတ်ရှုပ်ထွေးခြင်းများဖြစ်တတ်သည်ဖြစ်ကြသည်ဂန်နီတရေကိုဘလို့ကာကွယ်မလဲမြမယူရအရာဂန်နီတရေကိုအောက်ပါနီလန်းများဖြင့်ကာကွယ်နိုင်သည်ဟုယုံကြည်ကြသည်အိမ်တွင်နေရန်ပေးနေတကားဝများတွင်မြုပ်သီးချောင်းများချိတ်ဆွဲထားခြင်း ညဘက်တွင်ကလေးများကို အပြင်းမထွက်ရန်တတိပေးခြင်းတံပရာသည်ကျက်သွန်ဖြူနှင့်စားတို့ကိုအိမ်ပတ်လည်တွင်ဖြန့်ထားခြင်းဗုဒ္ဓဘာသာဝင်များအနေဖြင့်မနန်ရွချင်းဘုရားရှိခိုးခြင်းများပြုလုပ်ခြင်းတို့လေ့ဆောင်ခဲ့သည်နတ်ပတ်နှင့် Dracula ဖုတ်ကောင် Vampire အကြောင်းအချင်းချုပ်အနေနဲ့ကတော့ဖုတ်ကောင်တို့သွေးဆုပ်ဖုတ်ကောင်ဆိုသည်မှာလူသားများ၏သွေးကိုဆုပ်၍အသက်ရှင်သောဒန္နာရီလာတတဝါတို့အနှုတ်စာဖြစ်သည်အဓိက လက္ခဏာများမှာတော့ 多少钱？两百元大德文钱。这东西你要拿我家大陆古交用钱，每月不不交钱，你都骗不了奶奶钱。大家好，我是你的土巴兔小奶姐。作家都枯干，小狗牙齿是硬硬的。Dracula，Dracula，Bram Stoker 的《鬼图马》。《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 》 ထုတ်ကောင်ဇလန်းများကိုဒန်နာယီစာအုပ်နှင့်ရုပ်ရှင်များတွင်အများဆုံးတွေ့ရသည့်ထုတ်ကောင်များအကြောင်းနောက်ထပ်အချက်လေးများတစ်ထုတ်ကောင်မျိုးစားများရိုးရာထုတ်ကောင် ဥပမာ Dracula အာကောင်ပြီးညဘက်တွင်သာအသက်ရှင်ခစ်ပေါ်ထုတ်ကောင်ဥပမာ Twilight က Edward နေအောင်ခံနိုင်ပြီးလူသားစိတ်နှင့်နှီးဆက်သည်နှစ်အားနည်းချက်များငွေသားထားဖြင့်ခုံမိလျင်အပြတ်တန့်စင်သောရေချိုးကန်တဲ့သူကြာသွားလျင်အေးပြောနိုင်သည် ၃။စိတ်ဝင်စားပွဲချက်မှာရှေးခေတ်ကဘာအနှံ့ကတွေးဆဆရာတဏ္ဍာရီများဥပမာအိန္ဒိယမှရုရှားဆဖိလစ်ပိုင်မှမန်နလန်ကော၄။ရုပ်ရှင်နှင့်စာအုပ်များ North Korea 1920ပထမဆုံးဖုတ်ကောင်ရုပ်ရှင် What we do in the shadows ဟာတာဖုတ်ကောင်နံပါတ်၃။ကောင်းပြတ်တည်းရဲ့ Headless Ghost ဒီမြမအယူဆနဲ့ဒဏ္ဍာရီလာတရေဝိညာဉ်တစ်မျိုးဖြစ်ပြီးအဓိကအားဖြင့်ခေါင်းပြက်နေသောလူသေးကောင်းပုံစံဖြင့်ဖော်ပြလေရှိသည် မူလအစနဲ့ရုပ်တွင်ပြင်မှာတော့ဤတရေများကိုမကြာခဏစစ်ပွဲကြခဲ့သောစစ်သားခေါင်းဖြတ်တက်ခံရသူတို့မတော်တဆခေါင်းပြက်ခဲ့သူများဤဝိညာဉ်ဖြစ်ယူဆကြသည်သူတို့ဤခေါင်းမဲ့ခန္ဓာသည်လက်နက်များကင်ဆောင်ကညအချိန်တွင်လှည့်လည်သွားလာလေးရှိပြီးတစ်ခါတည်းရန်ခေါင်းကိုလက်ထဲကင်၍သူ့ခါးတောင်းကြိုက်ထားသည်ဟုပြောဆိုကြသည်အပြုမူနှင့်အနည်းငယ်တွေကတော့အချို့တဏှာဤများအရာခေါင်းပြက်တရေများသည်သူတို့တည်ဆုံရနေရာတွင်ချိန်ဆပြနေပြီး ူတူမရှိတော့တဲ့အများစစ်ကလင်းဟောင်းများကိုပုံပေါ်ထွက်ပြီးဒီအသက်ရှိကံကိုစာပြေများဆက်အမေကိုကြီးမားပြီးဒီကိစ္စကိုပါပြီးတူပေါင်းပြန်လို့ဒီပြည်များနဲ့အစားထိုးရန်ကြိုးစားတည်ဖို့ဆိုသည်ကာကွယ်နီးမာအနေနဲ့မြန်မာရင်ကျေးမှုတွင်ကောင်းပြတဲ့ရဲများကိုကာထမတ်တပ်ချင်းတပ်မရာကြီးစစ်တုံးပြူတည်ဆောင်ခြင်းတို့မြားဘက်အခြေအနေများကိုဆန်းစားဖို့ကိုအပေါ်လို့ရှိသည်ပြည်ပြည်ရန်ကောင်းပြတဲ့ရဲသည့်မြမရိုးရယုံကြည်မှုများတွင် အထူးသဖြင့်ကျေးလက်ဒေတာများ၌ယနေ့တိုင်ပြောဆိုနေကြတော့လေတိတ်ပန်နီးကြအထောက်ထားမရှိသေးပါသို့သောယခုခက်ကာလအထိကောင်းပြတ်တည်ရဲများရှိနေသေးသည်ဟုမှတ်ချက်ချတင်သည်ဇလန်လေးကတော့ဒီမှာတင်ပြီးဆုံးပါပြီဗျာခုဗီဒီယိုကိုဆုံးအောင်အားပေးလို့ကျေးဇူးအထူးတင်ပါတယ်ဗျာနောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်နော်အားလုံးအိမ်မက်လှလှမကြပါစေ